ပိတ်သမားအားလုံးပဲမင်္ဂလာပါ Visa Member Support Support Channel ကနေပြီးတော့ပိတ်သက်တွေကိုကြိုဆိုလိုက်ပါတယ်ကမ္ဘာဝင်ငွေအကောင်းဆုံးကစားသမား၁၀ဦးစင်းနဲ့မှာဘာစီလိုနာကစားသမားရမန်ပါဝင်လာတယ်ဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးတော့မှာဖြစ်ပါတယ်ရမန်ဟာကမ္ဘာဝင်ငွေအကောင်းဆုံးကစားသမား၁၀ဦးစင်းနဲ့မှာထိုးပေါက်ပါဝင်လာခဲ့ပါတယ်ဖော်ဘက်ကကြေညာလာတဲ့ကမ္ဘာဝင်ငွေအကောင်းဆုံးကစားသမား၁၀ဦးစင်းနဲ့မှာရမန်ဟာတိုးတောင်းတဲ့ကစားသမားပေါ်အတွင်းပထမဆုံးအချိန်ဖြစ်ပါဝင်လာနိုင်တာလည်းဖြစ်ပါတယ် ရမယမချန်သိမီတို့ကချုပ်ဆိုတဲ့ဘာစီလိုနာနဲ့စာချုပ်သစ်ပြင်အက်ဒီတာဖွေစာကိုနာမီနိုပါဝင်စမွန်စာစာချုပ်များမှာရရှိတဲ့ဝင်ငွေတကြောင်ဝင်ငွေအကောင်းဆုံးကစားသမားတစ်ဦးဖြစ်လာခဲ့တာပါအသက်16နှစ်ရွယ်လာရှိတဲ့ရှာမဲဟာကော်မရှယ်ဝင်ငွေကလည်းဒေါ်လာ10သန်းပြင်စုစုပေါင်းဝင်ငွေဒေါ်လာ43သန်းရရှိမယ်လို့ခန့်မှန်းထားပြီးဖော်ပဲ့ရဲ့ဝင်ငွေအကောင်းဆုံးကစားသမားတစ်ဦးဖြစ်လာခဲ့ပါပြီ2023 2024ရာသီမှာဘာစီလိုနာအတွက်ပထမဆုံးပွဲကစားဝင်ရရှိပြီးတဲ့နောက်မှာယခုအခါ ကဘာအကောင်းဆုံးကစားသမားတွေကတအူးဖြစ်လဲရက်တည်နေသူပါအကြသည်မီတုံးကဘာစီလိုနာနဲ့6နှစ်တန်းရှိတဲ့စာချုပ်တွေချုပ်ဆိုခဲ့တဲ့အပြင်ဟော်နန်နီဟိုမက်ဆီတို့ဝဆင်ကနေကနဝင်ကျောင်းနံပါတ်10ကိုလည်းလွဲပြောင်းဝဆင်ကရခဲ့ပါတယ်တစ်ဖက်မှာဖော်ဝဲရဲ့ဝင်ငွေအကောင်းဆုံးကစားသမားစင်းကိုပေါ်တူဂီစူပါစရာခရစ်စတီယာနိုကဝင်ငွေဒေါ်လာ380နဲ့ဆက်လက်ဥဆောင်ထားပါတယ်ခရစ်စတီယာနိုတော့မကြံသေးမီတုံးကပထမဆုံးဘီလီယံနာဘောလုံးသမားဖြစ်လာခဲ့သူလည်းဖြစ်ပါတယ်ခရစ်စတီယာနိုရဲ့မဟာပြိုင်မဲ့လီယိုနယ်မက်ဆီကတော့ဝင်ငွေဒေါ်လာ330နဲ့ အဆင့်1နေရာမှာယက်တည်နေပါတယ်။ဝီယက်ကတမောင်းဘန်ဇီမာကတော့ဒေါ်လာ140နဲ့အဆင့်3နေရာမှာယက်တည်နေပြီးတော့ကိုင်းလီယံဘပေးကတော့ဒေါ်လာ65နဲ့အဆင့်4နေရာမန်စတီတိုက်စစ်ကတော့အာလင်ဟာလန်ကတော့ဒေါ်လာ80နဲ့အဆင့်5နေရာမှာတည်တည်ယက်တည်နေကြပါတယ်။ဝင်ငွေကောင်းဆုံးကတော့ဆယ်ဦးစင်းနဲ့မှာတော့ဝီယက်ကတမောင်းဘီနီယာဂျူနီယာကဒေါ်လာ160နဲ့အဆင့်6နေရာမှာယက်တည်နေပြီးတော့လီဘောက်ကတမောင်းမိုဟာမက်ဆာလာကဒေါ်လာ55နဲ့အဆင့်9နေရာ လေဘာဘူးကတမဟောင်းစာရီယိုမာနင်းကတော့ဒေါ်လာ54ဒန်းနဲ့အဆင့်ရှင်းနေမှာယက်တည်နေပါတယ်။ရီယန်မှာဂျူဘီလီယံဒေါ်လာ54ဒန်းနဲ့အဆင့်9နေမှာယက်တည်နေပြီးတော့လာမင်းရမင်းကတော့ဒေါ်လာ43ဒန်းနဲ့အဆင့်10နေမှာအတူတူယက်တည်နေကြပါတယ်။ဒီသတင်းကိုတော့ကျွန်တော် Playmaker Support Channel ကနေဖော်ပြတာဖြစ်ပါတယ်။နောက်ပြီးတော့ငါပြန်ဆောင်လွှတ်ပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။